တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်းနမဒီကနေ့အော်တိုဘားလ28ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တိဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တိဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရက်ခန့်အပ်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးကြတာကတော့ရွှေကုတ်ကိုမြို့တဲ့အပါဝင်မြောက်ရီမှာရှိတဲ့ကြားပြတ်လုပ်ငန်းတွေအားလုံးစိတ်ပူရန်မလိုအပ်ပဲပုံမှန်အတိုင်းလေပတ်လုပ်ကင်နိုင်တယ်လို့စောချစ်သူဦးဆောင်တဲ့ PGF ကအတည်ပြုခဲ့ပြီး ကရင်နစ်တေကူပွဲတော်ကို BGF ကစီကတိုက်မြိတ်စွာကျင်းပပေးမှဖြစ်တဲ့အတွက်ပါဝင်စင်နွေးရင်ဖိတ်ခေါ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာရှိတဲ့ KK Park မှာဖြစ်ပေါ်နေတဲ့အခြေအနေများကြောင့်ရွှေကုတ်ကိုမြို့တဲ့အပါဝင်မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ကြားဖြတ်လုပ်ငန်းစင်တာတွေအနေနဲ့စိတ်ပူရန်မလိုအပ်ပဲပုံမှန်အတိုင်းလုပ်ငန်းများလေပတ်လုပ်ကိုင်နိုင်တယ်လို့စစ်တလက်အောက်ခံပုံမှုကြီးစောချစ်သူဦးဆောင်တဲ့ BGF ကတရားဝင်အသိပေးပြောကြားလာကြောင်း ကျပ်ပြန့်လုပ်ငန်းများမှာလုတ်ကင်နေတဲ့မြန်မာများထံကနေသိရှိရပါတယ်။အော်တိုဘားလ23ရက်နေ့မှာစတင်ပြီးမြော်ရီမြို့နယ်မှာရှိတဲ့ KK ဘက်ကိုစစ်တပ်ကဝင်ရောက်စီးနှင်ခြင်းစစ်တပ်လက်အောက်ခံ PGF ကကျပ်ပြန့်လုတ်ကင်သူတွေကိုနှင်လွှတ်ခြင်းခေါ်ထုတ်သွားခြင်းများလှုပ်ဆောင်ခြင်း PGF ကကျပ်ပြန့် KK ဘက်အတွင်းမှာဖောက်ခွဲမှုများလှုပ်ဆောင်လာခြင်းကြောင့်ရွှေကုတ်ကိုအပါအဝင်ကျပ်ပြန့်လုပ်ငန်းများလုတ်ကင်နေတဲ့စင်တာများထဲမှာစိုးရိမ်ပူပန်များဖြစ်ပေါ်လာကြောင်း ထို့ကြောင့်ကြားဖြန့်လုပ်ငန်းတွေကိုအ धिक ဦးစီးလုတ်ကင်အကာအကွယ်ပေးနေတဲ့ BGF တပ်ဖွဲ့ကိုကြားဖြန့်လုပ်ငန်းရှင်တရုတ်များကြားဖြန့်လုပ်ငန်းများမှမြန်မာနိုင်ငံသားတွေကဆက်သွယ်မေးမြန်းရမှာ BGF ကစိုးရင်ပူပန်ရမလို့အပ်ပဲပုံမှန်အတိုင်းကြားဖြန့်လုပ်ငန်းများလည်ပတ်လုတ်ကင်နိုင်ကြောင်းဒါအပြင်လာမယ့်ဒီဇင်ဘာလမှာကရင်နှစ်တကူပွဲတော်ကိုပါစီကတိုက်မြိတ်စွာ BGF ကဦးဆောင်ကျင်းပမှာဖြစ်တဲ့အတွက်ပါဝင်ဆင်နွှဲပါရန်ဖိတ်ခေါ်ပါတယ်လို့တရားဝင်အသိပေးလာကြောင်းသိရှိရပါတယ် BGF ဘက်ကနေရွှေကုတ်ကိုထဲမှာရှိတဲ့လုပ်ငန်းတွေအားလုံးကိုဘာမှစိုးရိမ်စရာမလိုဘူးပုံမှန်အတိုင်းလုပ်ငန်းလေပတ်လုပ်ကင်နိုင်တယ်သူတို့အနေနဲ့ဆက်လက်ပြီးအကာအကွယ်ပေးနေမှာဖြစ်တယ်ကရင်နစ်တကူပွဲတော်ကိုစီကတိုက်မိတ်စွာကျင်းပမှာဖြစ်လို့ပအဝင်ဆင်နွဲဖို့ဖိတ်ခေါ်တယ်ဆိုပြီးအသည့်ပေးလာပါတယ်သူတို့ကမစိုးရိမ်နဲ့ပြောပေမဲ့စိုးရိမ်မှုကတော့ရှိနေကြပါတယ်လို့ရွှေကုတ်ကိုမြို့တစ်အတွင်ကြားပြန့်လုပ်ငန်းမှာဦးစီးလုပ်ကင်နေတဲ့မြန်မာနိုင်ငံသားကြီးကြပ်သူတဦးကဆက်သွယ်ပြောဆိုပါတယ် လက်တလုံးမှာ PGF ကဦးစီးလုတ်ကိုင်းနေတဲ့ရွှေကုတ်ကိုမြို့တဲ့အတွင်းမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေဟာပုံမှန်အတိုင်းလုပ်ငန်းလေပတ် လုတ်ကိုင်းနေတဲ့အပြင် KK Bank မှပြောင်းရွှေ့လာတဲ့တရုတ်တတိတချို့မှာရွှေကုတ်ကိုမှရှိတဲ့အဆောင်အသင့်တချို့မှာလုပ်ငန်းများပြန်လည်စတင်နေကြောင်းမြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ DGBA PC လက်အောက်ရှိကြားဖြတ်လုပ်ငန်းတွေဟာလည်းပုံမှန်အတိုင်းလေပတ်နေစေဖြစ်ကြောင်းသိရှိရပါတယ်။ရွှေကုတ်ကိုဝန်ခဆိုင်နဲ့မြောက်ရီမြို့မှရှိတဲ့ BGF DGBA PC ကိဝင်းတွင်နဲ့ မြဝရီမြို့အမှတ်9ရက်ကွက်အမှတ်10ရက်ကွက်နဲ့အမှတ်2ရက်ကွက်အပါဝင်မြဝရီတမျိုးလုံးမှရှိတဲ့ကြားဖြတ်စင်တာတွေမြဝရီမြို့မြို့ပြင်မှာရှိတဲ့မြစ်တာလင်းမြိုင်မေထော်တလေအင်ဂျင်မြိုင်မင်းလက်ပန်ဖလူကြီးဖလူလီအေအဖက်ဧကတရာဆိုင်နောက်ပြီးရင်စုံစည်းမြိုင်ကြောက်ခတ် DKPA ဌာနချုပ်ဘက်မှာရှိတဲ့ကြားဖြတ်တွေဝေါ်လီဘက်မှာရှိတဲ့ DKPA ဖိုးရွှေဝဂွင်တွေအကုန်ပုံမှန်အတိုင်းလက်ပတ်နေပါတယ်အဆုံးစုံ KK Pack တောင်မှာ အခုလိုဖြစ်နေတာအကုန်လုံးမဟုတ်ဘူးစိုက်ကြီးတွေကစိုက်အသေး1နဲ့3.5အခွင့်နေရာလေးတွေကိုရှင်းလင်းတာဂျန်နရီကအကုန်ပုံမှန်အတိုင်းလက်ပတ်နေပါတယ်လို့မြောက်ရီမြို့အခြေစိုက်ကရင်စည်ရေးသတင်းရှင်းမြစ်ကရှင်းပြပါတယ်အော်တိုဘားလာ22ရက်နေ့ကလေးက BGF မှစောချစ်သူတင်ဝင်းနဲ့မုတ်တုံတို့က KK Pack မှကြားဖြန့်တရုတ်တထင်းများအွန်လိုင်းဤပညာဆိုင်ရာပညာရှင်များအပါအဝင်အရေးပါတွေကိုခေါ်ထုတ်သွားပြီးတချို့ဟာရွှေကုတ်ကူမှရောက်ရှိကတချို့ကတော့ BGF ကအထူးစီစဉ်ပေးထားတဲ့နေရာတွေမှာယာယီခိုလုံနေကြကြောင်းသိရှိရပါတယ်။ KK Pack မှကြားဖြန့်တရုတ်တည်များအပါအဝင်အရေးပါသူတွေကို BGF ကအထူးစီစဉ်နဲ့ရွှေ့ပြောင်းပေးရမှာမြောက်ရီနစ်ခွန်ငါကိတ်၊တင်ကန်းညီနောင်ကိတ်၊ကော့ကရိတ်ကိုတိုင်ကိတ်၊ကျုံတိုးကိတ်အပါအဝင်စစ်တပ်ဂိတ်တွေကိုစစ်တပ်ကလမ်းကြောင်းပွင့်ပေးထားခဲ့ကြောင်းသိရှိရပါတယ်။ KK Pack မှ BGF ကအထူးကလုံခြုံရေးယူတာဝန်ယူတည်ဆောက်ပေးထားတဲ့ online ကြားဖြန့်စင်တာတစ်ခုဖြစ်ပြီး မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေအားလုံးကို BGF ကစက်ကြီးကောက်ကအကာအကွယ်ပေးထားခြင်းဖြစ်ပါရယ်ခင်ဗျာထပ်မံတင်ဆက်ပေးချင်တာကတော့မြောက်ရီမြို့နယ် KK Park မှာယမနီညပိုင်းပောက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ပြီး BGF ကရှင်းလင်းရေးလုပ်ငန်းကိုအရှိန်မြှင့်လှုပ်ဆောင်နေကြောင်းတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်မြောက်ရီမြို့နယ် KK Park မှာယမနီညနေပိုင်းပောက်ကွဲမှုထပ်မံဖြစ်ပွားပြီး BGF ကရှင်းလင်းရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နေကြောင်းနေဆက်ဒေတာတရင်ရှင်းမြစ်တွေကဆိုပါတယ် ယမန်နေ့အော်တိုဘာလ29ရက်နေ့ညနေ9:00နာရီကျော်ခန့်မှာ KKPAC အတွင်းမှပောက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ပြီးမိဂိုလုံများထွက်ပေါ်လာတာကိုထိုင်းဘက်ချမ်းမှမြင်နေရကြောင်းအလားတူယမန်နေ့မနက်10:00နာရီခန့်ကလည်း BGF က KKPAC အတွင်းပောက်ခွဲခဲ့တဲ့အတွက်ကြောင့်ဘုံအစားအနာများနဲ့အစိပ်ပိုင်းတွေဟာထိုင်းနိုင်ငံဘက်ချမ်းမှရှိတဲ့နေအိမ်များပေါ်ကျရောက်ခဲ့ကြောင်းသိရှိရပါတယ် BGF က KKPAC အတွင်းရှင်းလင်းရေးလုပ်ငန်းတွေကိုအော်တိုဘာလ24ရက်နေ့မှစတင်ခဲ့ပြီးအော်တိုဘာလ29ရက်နေ့အထိ နေ့စဉ်ဇက်တိုက်ဖောက်ခွဲရှင်းလင်းနေခြင်းဖြစ်ကယနေ့ထိရှင်းလင်းမှုလုပ်ငန်းကိုအရှိန်မြင့်လှုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒီနေ့ကတော့မနက်ပိုင်းကညနေပိုင်းကဇက်တိုက်ကိုဖောက်ခွဲရှင်းလင်းနေတာ BGF ကရှင်းလင်းရေးလုပ်ငန်းကိုပုံမအရှိန်မြင့်လှုပ်ဆောင်လာတာကိုတွေ့ရပါတယ်။ကြားပြတ်နဲ့ပတ်သက်တာတွေကိုရှင်းလင်းနေတယ်လို့ယူဆရတယ်။ပောက်ကွဲမှုဖြစ်ပြီးမိဂိုလုံးတွေထွက်လာတာကိုမြင်တွေ့ရတယ်လို့နေဆက်ဒေတာသတင်းရင်းမြစ်ကဆိုပါတယ်။အော်တိုဘားလ23ရက်နေ့မှာစတင်ပြီး KK Pack မှာ ကြားဖြတ်လုပ်ငန်းလုပ်ကိုင်နေတဲ့နိုင်ငံသားများအပါအဝင်ကြားဖြတ်လုပ်ကိုင်သူတွေကို BGF ကနှင်ထုတ်ခဲ့ပြီးနောက်ထိုင်းနိုင်ငံဘက်အချမ်းကိုကြားဖြတ်လုပ်သားနိုင်ငံသားတထောင်ကျော်ထွက်ပြေးဝင်ရောက်လာကြောင်းထိုင်းအစိုးရကကြားဖြတ် KK Pack အတွင်းမှထွက်ပြေးလာတဲ့နိုင်ငံသားတွေကိုထိန်းသိမ်းစစ်ဆင်မှုများလှုပ်ဆောင်လျက်ရှိကြောင်းဒါအပြင်ထိုင်းစစ်တပ်ကလည်းနေဆက်တလျှောက်ကိုလုံခြုံရေးတုံ့ပြန်ထားကြောင်းသိရှိရပါတယ်ခင်ဗျာထမတင်ဆက်ပေးခြင်းတကတော့တီတာရွမွန်ပြူစောတီအဖွဲ့ရဲ့ drone disease နထိုးကြီးပကဖကတင်းစစ်ရမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းကျံမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့တီတာရင့်မွန်ပြူစောတီအဖွဲ့ရဲ့ drone တစ်စီးကိုတင်းစစ်ရမိခဲ့တယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတာဝန်ရှိသူကလူလူຫນွေဦးကိုပြောပါရယ်။ယမန်နေ့အော်တိုဘားလ29ရက်နေ့ကမြင်းကျံမြို့ရဲ့အနောက်ဘက်ချမ်းကနေ drone ကိုရရှိတာလို့ဆိုပါရယ်။တိုက်ပွဲဖြစ်တဲ့နားမှာ drone နဲ့ခြာရင်းကနေဘက်ထရီအားကုန်ရင်ပြတ်ကြတာဖြစ်မယ်။အဲ့ဒါကိုကျွန်တော်တို့ရှင်းလင်းရေးလုပ်ပြီးတင်းစစ်ရမိတာ။ မြင်းချံအနောက်ဘက်ကနေထိုးလာတဲ့ပြူစောတိနဲ့စစ်ကောင်စီစစ်ကြောင်းကနေရလိုက်တာလို့နထူးကြီးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ရှိသူကရှင်းပြပါတယ်။ဒါပေမဲ့ဒရုန်းရရှိတဲ့ဒေတာအချင်းနဲ့အသေးစိတ်ကိုတော့လက်တလုံးစည်ရေးအရာဖော်ပြဖို့မတင်သေးဘူးလို့၎င်းကပြောပါတယ်။မြင်းချံခရိုင်တောင်တာမြင်းချံနဲ့နထူးကြီးမြို့နယ်တွေကိုစစ်ကောင်စီတပ်ကယခုနှစ်ဩဂတ်စ်လကတည်းကစစ်ကြောင်းတွေထိုးနေကြလဲဖြစ်ပါတယ်။ဒါပေမဲ့စက်တင်ဘာလ25ရက်နေ့ကနေအော်တိုဘာလ12ရက်နေ့အထိ16ရက်တာတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်အထိနာပြီးစစ်ဦးလံအောင်တိုက်ခိုက်ခံထားရတာပါအဲ့ဒီတိုက်ပွဲတွေမှာဗိုလ်မှူးအဆင့်အပါအဝင်စစ်ကောင်စီတပ်သိဆုံးမှုအများပြားရှိနေပြီးလက်နက်မျိုးစုံ90နီးပါးတင်စေရမိခဲ့တယ်လို့နတိုးကြီးပြည်သူ့ကာကွယ်တပ်မတော်နတိုးကြီး People Defense Force မြင်းကျန်ခရိုင်အမှတ်၄၁တပ်ရင်းကထုတ်ပြန်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဟာကာကစစ်ကောင်စီတပ်သားတစ်တူ လက်နက်ယူလာပြီး SRF တပ်ထံကို အလင်း ဝင်ရောက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်ဟာခမြော့နယ်ကစစ်ကောင်စီတပ်သားတအုပ်လက်နက်ယူဆောင်လာပြီးအလင်း ဝင်ရောက်ပူးပေါင်းလာကြောင်းစစ်တပ်ဒေသကာကွယ်တပ်ဖွဲ့ဖြစ်တဲ့စစ်တပ် Revolution Force SRF ကတရင်ထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်သားဟာအော်တိုဘားလ29ရက်နေ့မှာ MA1 တလက်ကြီးပေါက်၃ခုနဲ့ကြီးအနေငယ်ယူလာပြီးပူးပေါင်းလာလို့ SRF ကလည်းလက်ဆောင်အနေနဲ့ငွေနဲ့အခြားအဖို့တံပစ္စည်းတွေချီမြှင့်ခဲ့တယ်လို့အတည်ပြုထားပါတယ်။ ကြန့်ရှိနေတဲ့ရဲဘော်တွေကိုလည်းအမြဲတမ်းကြိုဆိုနေကြောင်း SRF ကထုတ်ပြန်ထားပါတယ်။အရင်ကလည်း SRF စီကိုစစ်ကောင်စီတပ်သားတွေလက်နက်နဲ့အတူပူးပေါင်းလာတဲ့ဖြစ်စဉ်တချို့ရှိပါတယ်။အော်တိုဘားလ24ရက်နေ့ကလည်းဟာခါမြို့နယ်ကစစ်ကောင်စီတပ်သားတအုပ်ဟာချင်းဒေသကာကွယ်တပ်ဖွဲ့ CDF ဟာခါစီကိုလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်ရောက်ခဲ့ပါသေးတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ကပ္ပစ16ဆက်ယုံအနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလေကြောင်းကနေဘုံအဆက်မပြတ်လာရောက်ကျေးချနေကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပန်းတောင်မြို့နယ်ကစစ်ကောင်စီတပ်ရဲ့ကာကွယ်ပစ္စည်းစက်ရုံကပ္ပဆာ16အနီးမှာစစ်ကောင်စီတပ်နဲ့အရကတက်တော် AA ပူပေါင်းမဟာမိတ်တပ်တွေဟာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကလည်းလေကြောင်းကနေဘုံအဆက်မပြတ်ကျေးချတိုက်ခိုက်နေတယ်လို့စီးရီတင်းချင်းမြစ်တွေစီကနေသိရှိရပါတယ်။ကပ္ပဆာ16စက်ရုံရဲ့ကာကင်းစကန်တစ်ခုဖြစ်တဲ့0.666စကန်ကုန်းကို အရကတ်တော်အေအေနဲ့ပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေကပြီးခဲ့တဲ့အော်တိုဘားလ14ရက်နေ့မှာတိမ့်ပိုက်ရရှိခဲ့ပြီးနောက်စစ်ကောင်စီဟာမတုံချောင်းရဲ့တပတ်ချမ်းကမြောက်ဘက်ကုန်းကျေးရွာအနီးမှာလက်နက်ကြီးစကန်တွေပြုလုပ်ပြင်ဆင်နေပြီးလက်ရှိမှာတော့မတုံကျေးရွာအနီးမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။လက်ရှိမှာအရကတ်တော်အေအေနဲ့ပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကပ္ပစ16ဆက်ယုံဟာထိုးစစ်အမြန်ရောက်ဖို့နီးကပ်နေတာကြောင့်စစ်ကောင်စီတပ်ကလည်းအင်အားအများပြားနဲ့ ဒံပြန်ထိုးစစ်စင်တိုက်ခိုက်လာနေတယ်လို့သိရှိရပါတယ်။စစ်ကောင်စီတပ်ဟာ0.666စကန်ကုန်ကြပြီးနောက်မတုံချောင်းရဲ့တပတ်မှာအမြောက်စကန်တွေလက်နက်ကြီးစကန်တွေချတာပါတယ်။အဲဒီကနေပြီးတော့မှမတုံရွာအနီးကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးထိုးစစ်ဆင်လာတယ်လို့သိရှိရပါတယ်။အဲဒီကြေးရွာအနီးနားမှာပဲတိုက်ပွဲတွေပြင်းထန်နေကြတာဖြစ်ပါတယ်လို့အေးနဲ့နီးစက်တဲ့စီးရီးသတင်းရှိမြစ်တအုပ်က BBM ကိုပြောပါတယ်စစ်ကောင်စီတပ်ဟာလက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ မတုံချေးရွာအနီးကိုလေကြောင်းကနေ jet fighter ဝိုင်းတွဲ18စတဲ့တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ဘုံအဆက်မပြတ်လာရောက်ကျဲချတိုက်ခိုက်မှုတွေရှိနေတယ်လို့အဆိုပါစီးရေးသတင်းရှင်းမြစ်ကစက်ပြောပါတယ်။အရကတက်တော့ A နဲ့ပူပေါင်းမဟာမိတ်တပ်တွေကကပ္ပစာ16ဆက်ယုံအနီးကိုထိုးစစ်ဆင်လာတာကြောင့်စစ်ကောင်စီတပ်ကလည်းကပ္ပစာ16ဆက်ယုံကိုအင်အား200ကျော်ဖြည့်တင်းကခုခံကာကွယ်ဖို့အတွက်တပ်ပြန်လဲဖွဲ့စည်းပြောင်းလဲနေတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ24ရက်နေ့မှာလည်း အရကတက်တော် AA နဲ့ပူပေါင်းမဟာမိတ်တပ်ဖွဲ့ရေဟာကပ္ပဆတ်စစ်ချုပ်စစ်ရုံရဲ့ကာကင်စကန်တခုပြစ်တဲ့မတုံကြီးရွာအနီးကကာကင်စကန်တခုကိုတင်ပိုက်ရရှိခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေစီကနေသိရှိရပါတယ်။မတုံကြီးရွာရဲ့ရှေ့ကကာကင်စကန်တခုကို AA နဲ့ပူပေါင်းတက်တွေကထပ်မံတင်ပိုက်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။အဲဒီစကန်ကြသွားတော့ AA နဲ့ပူပေါင်းတက်တွေရဲ့ထိုးစစ်ဟာမတုံကြီးရွာအနီးကိုရောက်ရှိလာတာပါ။မတုံကြီးရွာနဲ့ဆိုရင်ကပ္ပဆတ်စစ်ချုပ်စစ်ရုံဟာတိတ်မဝေးတော့ပါဘူး။ အဲ့ဒီမတုံရအနီးကစစ်ကောင်စီရဲ့ကန်စစ်စကန်တွေကိုသာသိမ်းပိုက်နိုင်ခဲ့ရင်ကပ္ပဆာ76ဆက်ရုံကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်ချင်းချောင်းနိုင်တဲ့အနေထားမျိုးဖြစ်ပါတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တဦးက BBM ကိုပြောပါတယ်။ပဲခူးတိုင်းပြည်ခရိုင်ပန်တောင်မြို့နဲ့အုံရှိပင်မြို့မှာတော့စစ်ကောင်စီတပ်နဲ့အာရခတ်တပ်တော် AA တို့ဟာညောင်ကျိုးကြီးရွာနဲ့စင်လင်းကြီးရွာမှာရှိတဲ့ကာကင်စကန်တွေမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်းအေးသိမ့်ပိုက်ထားတဲ့ညောင်ကျိုးစကန်ကိုပြန်လည်သိမ့်ပိုက်နိုင်ဖို့အတွက်တံပြန်ထိုးစစ်ဆင်လာနေတယ်လို့သိရှိရပါတယ်။နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့ဆင်လန်းကြည်ရွာရဲ့အနောက်ဘက်မှာတော့9မိုင်ခန့်ကွာဝေးတော့တဲ့ညောင်ချီတော့ကြည်ရွာအနီးမှာကပ္ပါစာ6ဆက်ယုံတည်ရှိနေတာဖြစ်ပြီးစစ်ကောင်စီတပ်ကလည်းအစိုးပါဆက်ယုံကိုကာကွယ်ဖို့အတွက်ဆင်လန်းကြည်ရွာနဲ့ညောင်ချီတော့ကြည်ရွာအနီးမှာခန့်စစ်အဆင့်ပြင်ဆင်ထားတယ်လို့သိရှိရပါတယ်။ဘကိုးတိုင်းပန်းတော်မြို့နယ်အုံရှိပင်မြို့မှာတော့ကပ္ပါစာ9 ကပ္ပစ6ကပ္ပစ9နဲ့ကပ္ပစ16ဆက်ယုံတို့တည်ရှိနေတာဖြစ်ပြီးကပ္ပစ16ဆက်ယုံဟာထိုးစစ်အမြန်ရောက်ဖို့နီးကပ်တာကြောင့်အေးအေးနဲ့ပူပေါင်းတက်တွေဟာကပ္ပစ6ဆက်ယုံအနည်းကိုစစ်ကြောင်းတစ်ကြောင်းနဲ့ကပ္ပစ16ဆက်ယုံအနည်းကိုစစ်ကြောင်းတစ်ကြောင်းစစ်စုပေါင်းစစ်ကြောင်းနှစ်ကြောင်းနဲ့အတူစစ်မျက်နှာနှစ်ခုဖွင့်ကထိုးစစ်စင်တိုက်ခိုက်လာနေတာလည်းဖြစ်ပါရယ်ခင်ဗျာထမှန်တင်ဆက်ပေးကြတာကတော့မန္တလေးမှာအလေတန်းပြဆီယာမကရွှေငွေတွေရလိုမှုကြောင့်အတော်ဖြစ်သူအငိမ့်စားဆီယာမနဲ့တူမတို့ကို တူနဲ့ထုသက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့ချမ်းမြတာစီမြို့နယ်မြို့တင်နှစ်ရက်ကွက်မှာအလေတန်းပြကျောင်းဆရာမတအုပ်ကရွှေနဲ့ငွေတွေရယူလိုတာကြောင့်အတော်ဖြစ်သူအငိမ့်စားဆရာမနဲ့တူမဖြစ်သူတို့ကိုတူနဲ့ထုသက်မှုယမန်လေးကဖြစ်ပွားခဲ့ပြီးကျူးလွန်သူအလေတန်းပြဆရာမကိုအော်တိုဘားလ26ရက်နေ့မှာဖမ်းမိတယ်လို့စေအုပ်စုကဆိုပါတယ်။မန္တလေးမြို့ချမ်းမြတာစီမြို့နယ်မြို့တင်နှစ်ရက်ကွက်လမ်း 80A တရ9လမ်းနဲ့108လမ်းကြားမှာရှိတဲ့အိမ်တအိမ်မှာ အော်တိုဘားလ25ရက်နေ့ကအငိမ့်စားစာကြည့်တိုင်းမူအသက်80ကျော်အရွယ်အဖွားအိုတူဦးကောင်းကိုတူနဲ့ထုခံရတဲ့ဒဏ်ရာတွေနဲ့သိမ်းဆုံးနေပြီးအတူနေမြည်ဖြစ်သူအသက်30ကျော်အရွယ်အမျိုးသမီးလည်းထိခိုက်ဒဏ်ရာတွေရရှိထားလို့ကျူးလွန်သူကိုဖမ်းမိရင်ချမ်းမြတာစီမြို့နယ်စေအုစုရဲ့အမှတ်7နေမီရက်စကန်မှာအမှုဖွင့်စစ်ဆေးခဲ့တယ်လို့စေအုစုရဲမှတ်တမ်းမှာဖော်ပြပါတယ်အဲ့ဒီနောက်အော်တိုဘားလ26ရက်နေ့မှာအခင်းဖြစ်ပွားတဲ့အင်ကိုပြန်ရောက်လာတဲ့ ိဆုံးသူအဘွားအိုရဲ့တူမအသက်30ကျော်အရွယ်အလေတန်းပြဆီယမမတ်ဆူဆူထွန်းကိုစေဥစုရဲကဖမ်းဆီးစစ်ဆီးခဲ့ရမှာရွှေငွေတွေရလုံမှုကြောင့်ပြစ်မှုကျွလွန်ခဲ့ကြောင်းစစ်ဆီးပေါ်ပေါက်ခဲ့တယ်လို့ဆိုပါတယ်အခင်းဖြစ်နေကိုပြန်လည်ရောက်ရှိလာစဉ်မှာဖမ်းဆီးရမိခဲ့ပြီးစစ်ဆီးချက်များအရငွေကြေးအခက်ခဲကြောင်းအော်တိုဘားလ25ရက်နေ့ကအတော်ဖြစ်သူနဲ့တူမဖြစ်သူတို့ကိုတူနဲ့ထူရိုက်တက်ဖြတ်ပြီးရွှေတုံးနဲ့ငွေများကိုယူဆောင်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်းဖော်ထုတ်သိရှိခဲ့ရတယ်လို့ စေအုစုရဲမတန်းမှာပေါ်ပြပါတယ်။လက်ရှိမှာဖန်ဆီးရမိတဲ့စေအုစုလောက်ကန် NaN CDM အလေတန်းပြဆီယာမကိုစေအုစုကရာဇသက်ကြီးဥပဒေပုံမှ300နှစ်မြင်းဆောင်3နှစ်6နှစ်အမှုဖွင့်ထားပြီးအရေးယူမယ်လို့ဆိုထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။အခုလို့စုံတီနားဆင်ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပသတင်းတော်လန်ရေးပတ်တော်သားများ၏သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။ပါစေခင်ဗျာ။